အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ new twist ဆိုအကျိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ Science Show တောင်ရေးသားထားတဲ့ဩဇာ၃စီအမှုဆိုတဲ့ဥဆန်ဆောင်ဝတ္ထုတို့တပုတ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာဩဇာ၃စီအမှုပထမပိုင်းကျွန်တော်ဒီဥဆန်ရှားဆုံထောက်သောအမှုများအကြောင်းဖော်ပြရနိုင်အများအပြည့်ဥဆန်ရှားကိုယ်တိုင်အပီးတက်နိုင်၍တရားခံကိုလက်ရဖမ်းဆီးနိုင်သောအမှုများကိုသာရေးသားဖော်ပြလေရှိ ပြစ်မှုကြီးလာ၍ဗြိတိရှားအစိုးရဥပဒေအရပြစ်မှုထင်ရှားသောတရားခံအားကျိုးစင်တင်၍တရားမိအမိမျိုးပြင်ဖြစ်စေကမူတရားခံအားထောက်ထားညာတာထိုက်သောအချက်အလက်များပါရှိသည်ဟုထင်လျင်ဖုံးဖိထင်ချန်သည်ဟုမဆိုနိုင်ပေအစအစုံမလိုက်မှု၍ဥဆန်ရှားမျက်နှာလွဲပြီးသောအမှုမျိုးအ ਨੇ ကေကိုလည်းဖော်ပြခဲ့ပူလေသည်ဥဆန်ရှားဆောင်တောက်ခဲ့သောအမှုများဆိုင်ရာမက်တန်မဆူများကိုပြန်လည်ဖက်ရှူရာတွင် ဩဇာ30စီအမှုမှာနံပါတ်1တွင်ပါရှိသည့်အမှုမျိုးမဟုတ်သဖြင့်ခြံလန်ထားခဲ့တော်လဲတရားခံကိုလက်ပူးလက်ချက်ဖမ်းဆီးရမိခြင်းမဟုတ်စေကမူကျမဖန်ဒီချင်းဖြင့်တရားခံသို့မဟုတ်တရားခံများသည်လူလောကစက်ကုံကြီးတွင်ဆက်သိမ်းသွားသည်ဟုယုံကြည်စိတ်ချနိုင်ရန်အကြောင်းလုံလောက်စွာရှိသည်ဖြစ်သောကြောင့်ယခုမှပင်ဤမြက်ကစင်းတွင် ပထမအကြိမ်ထက်သွင်းဖော်ပြရန်တေးပို့လိုက်ခြင်းဖြစ်ပါတော်သည်။ 1914ခုနှစ်ဩဂုတ်လ4ရက်နေ့တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပေါ်ခဲ့ရာထိုစဉ်အခါကကမ္ဘာစစ်ဟူသောဝဟာရမှာပေါ်ပင်မပေါ်သေးဘဲတစ်ဖက်တစ်ဖက်တွင်တိုင်းပြည်တွင်တိုင်းပြည်တွေအများကြီးပါဝင်သည်ဆိုကာတုံ့လှုပ်ခြောက်ခြားခြင်းဖြစ်ရသည်ကမှန်ပါသည်ထိုစဉ်အခါ၌အသက်ရှင်လျက်ရှိသောလူများသည်ဗြိတိရှ်ဒက်စ်ဂျပန်ရုရှားစစ် စသည်များလောက်သာကိုရိုင်းကြုံမှုချမှု၍စစ်ဟူသည့်ကဘာသူကဘာသားကိုမြေများလောက်လိုင်းကရဲ့ရိုက်ခတ်နိုင်သည်ဟု၍နားမလည်သေးအောင် ရှိကြပါတော့သည်။ထို့ဖြစ်၍ရန်ကုန်မြို့သူမြို့သားများသည်မိမိတို့၏အရှင်သခင်ပါဝင်ဆင်နွှဲသောစစ်ဆို၍ဥကောင်းထောင်ကြီးတက်ကြတော်လဲယခုအခါကမရေးရ၌ လူအပားဝသောလူများကအင်ဒိုချိုင်းနာစစ်နှင့်ပတ်သက်၍စိုးရိမ်သောကရောက်ကြသလောက်စိုးရိမ်ပူပန်ဖို့နားမလည်ပဲစီးပွားရေးမျက်စိကျဲသူတရုတ်ကလာကုန်တယ်များကဂျာမနီလိုကုန်ပစ္စည်းများတက်တုပ်ရိုက်ဝယ်ယူတူလောင်ကြခြင်းများလောက်မျှလောက်တာကျွန်တော်တို့သတိပြုလိုက်မိပြီ။ ိုစင်ခါကကျွန်တော်နေဥဆောင်ရှားမှာရန်ကုန်မြို့လမ်း40ရှိဒုတိယတပ်တိုက်ခန်းတခန်း၌ပင်နေထိုင်ရရှိချသေးသည့်အခိုက်ဖြစ်ရာဩဂုတ်လကုန်ကနေတညနေခင်း၌ကျွန်တော်တို့သည်အင်ဦးခန်းတွင်ထိုင်ရကုန်ပစ္စည်းများနေချင်းညချင်းဈေးတက်ခြင်းအတွေ့တရုတ်နှင့်ကလားကုန်တွေများသာအကျိုးများ၍ဝယ်ယူသုံးစွဲရသူကျွန်တော်တို့မြန်မာလူမျိုးများနှင့်နာကြရသည့်ဖြစ်ရင်ကိုညှိတွားပြောဆိုလျက်ရှိကြသည် ကျွန်တော်ဒီဦးဆန်ရှားပြောသောစကားကိုကောင်းစွာမကြားရသည်နှင့်ကလဲထိုင်ကို သူ့ဘဲ့သို့တထောင်ခန့်ဆွဲယူကာထိုင်လိုက်ရသည်အကြောင်းမူကားတညနေလုံးရွာသုံးရက်ရှိသောမိုးသည် ထွေခိုက်တွင်လေပင့်၍တိုက်ရှိပတင်းတကားများကိုအဟုန်ပြင်းစွာနှင့်စောင့်ရင်စောင့်ရည်တိုက်ခြင်းကြောင့်ပြောင်းပြောင်းမြည်သောအတံများတဆက်တည်းပေါ်ထွက်လာလျက်ရှိသောကြောင့်ဖြစ်သည်ဦးဆန်ရှားကရွာလိုက်တဲ့မိုးတိုက်လိုက်တယ်လေဗျာဒီဟာဒီကြီးမှာဝန်းရည်အတွက်မနေတာလို့ လမ်းပေါ်မှာတလုံးလုံးတရရရသွားရှာကြရတဲ့လူတွေတော့ဒုက္ခပါပဲဗျာထွဲကားကိုသိန်းဖေကကိုသိန်းမောင်ကဝမ်းရည်အထွဲ့အပြင်ထွက်ကြရတာတော့ထားပါတော့ဒီလိုအခြေအနေမျိုးမှာ bicycle ကြည့်ဖို့ထုံဝင်ကြတဲ့သူများတော့အံ့ဩပါရဲ့ဗျာတချို့လူတွေဖို့ကပျော်မှုပါမှုဟာဝမ်းစာမှုလောက်အရေးကြီးခြင်းနဲ့ကြီးတက်သေးတာကိုဗျာကိုသိန်းမောင်ကဟော့ကြလာလေကားကတက်လာတဲ့ခြေတဲ့ဒီလူကတော့ဝမ်းရည်လည်းမဟုတ်ပျော်ပါးရည်လည်းမဟုတ် အသက်ကလေးတစ်ချောင်းတည်မြဲရည်အတွက်ဒီယာဒီကြီးထဲမှာသူ့အိမ်ကစွန့်ခွာပြီး ကျုပ်တို့ရှင်ကျုပ်တို့စီ လာရှာခြင်းနဲ့တူပါရဲ့တပြောစစုံနဲ့ဥဆန်ရှားသည်စပွဲတင်စာကြည့်တက်မီအိမ်မှအလင်းရောင်ကို ကလထိုင်လွတ်ပဲ့သို့တက်တဲကြရောက်စီရန်မိအိမ်ကိုအနှဲငယ်ရွှေ့ပြောင်းပြုပြင်လိုက်သည်မကြမီအခန်းတကားကိုခောက်တန်ချရ၍ကျွန်တော်ကထပ်ဖွင့်ပေးရသည် တကားပေါမဝင်လာသူမှာအသက်20ကျော်ရုံများရှိသောလူငယ်တယောက်ဖြစ်၍တနာကမာဆူလောက်သည့်ရုပ်ရှင်တရံနှင့်စွန့်ရင်တော့ကရပုံရသည့်ကြည့်ချင်းမျိုးရှိသူကိုယ်၌ရွှဲရွှဲဆို၍အယောင် တဖိတ်ဖိတ်တောက်နေသည့်မိုးကအင်ဂျီပါအဝါရောင်ဝစ်ထား၍ Buffalo Bill ခေါ်အုတ်ထုတ်ဆောင်ထားသည့်ပြင်လက်မှလည်းဖဲထီးတလဲကိုင်းဆောင်လာသည် ထိုသူသည်ထီးမှတဆက်ဆက်ကျနေသောမိုးရင်များကိုခါချရင်းကျွန်တော်တက်လာတဲ့အတွက်ကျန်းတွေတော့စုကုန်ပါပြီ အာနာဆရာပါပဲခမားဟုပြောရာဥဆန်ရှားကထီးကိုယူ၍ဖွင့်ပြီးအခန်းတောင်း၌ရေးစစ်အောင်ထားပေးရင်အာနာဆရာမဟုတ်ပါဘူးထိုင်မှထိုင်ပါလာလာဟိုဒီမှာထို့တို့ပြောလျက်ကလထိုင်လွတ်စီတို့ ခေါ်သွားလေသည်ဥဆန်ရှားကသူ့ခြေထောက်ကိုကြည့်ရင်အင်းစိန်ဘက်ကလောက်ွက်ထားနဲ့လိုက်ခဲ့တယ်မဟုတ်လားထွဲကားလူငယ်ကမှန်ပါတယ်ခမား ပြီးတော့လန်ချားဆက်စည်းခဲ့တယ်မို့လားဟုတ်တယ်ခင်ဗျဒီရွှေမျိုးတွေကမြေနီကုန်းဘက်နဲ့အင်းစိန်ဘက်မှာပဲရှိတတ်တာဗျအချိန်ကလည်း၈နာရီစိုက်တဲ့လောက်ကေထားကစင်ပြီးလန်ချားနဲ့လိုက်အတော်လောက်ပဲကွထုတ်ခေခါကမြေနီကုန်းဘက်တွင်လူနေအင်းစိန်အလွန်နဲပါသေးသည်ထွဲကားလူငယ်ကကျွန်တော်လာရချင်းအကြံဉာဏ်အတွေ့ပါခင်ဗျဒါတော့လွယ်ပါတယ်ပေးရတာပေါ့တက်နိုင်အကူညီလဲတောင်းလို့ပါတယ်ဦးဆန်ရှာခင်ဗျဒါကတော့ဒီလောက်မလွယ်ပြီဘူးထင်တယ်တော်တော်ကြည့်ရတာပေါ့ ကျွန်တော်အမှုကတာမန်အမှုမျိုးမဟုတ်ပါဘူးခင်ဗျဟုတ်လားကျုပ်စီရောက်လာတယ်ဆိုကြရတာမန်မဟုတ်ဘောကဲစူဇန်ဒီလောက်စမ်းချက်နဲ့နဲ့ရှုပ်ထွေးတဲ့အမှုမျိုးကိုဥဆန်ရှားကင်မကင်ဘူးမဲ့ထင်ပါတယ်လောက်ပါလေပြောပြစမ်းပါအောင်စချီပုံကတော့ဖြစ်စိတ်ဝင်စားစားပြီပဲကင်ရှေးဥစွာအကျမ်းမြင်ပြောစမ်းအသေးစိတ်ကတော့နောက်မှချုပ်မေးယူမယ်လူငယ်ဒီတောက်လာတော့ secret တို့ကိုပြာခွက်ထဲသို့ငိမ့်သက်ထက်ပြီးတော့ အောက်ပါအတိုင်းပြောပြလေသည်ကျွန်တော်နာမည်ကမောင်ကန်ကောင်းပါခင်ဗျအင်္ဂလိပ်ကျောင်းမှာအင်းဆယ်တန်းအောင်ပြီးလို့ကောလိပ်တက်ဖို့စိတ်ကူးနေသေးပါဒါပေမဲ့ဒီအမှုမှာကျွန်တော်အကြောင်းချင်းဟာအရာမရောက်တဲ့အတွက်ကျွန်တော်အနွယ်အဆက်ကစပြီးပြောပြရစီခင်ဗျာကဲပြောပါကွာပြောပါထွက်ကမောင်ကန်ကောင်းကကျွန်တော်အဘိုးမြေပိုင်ရှင်ဥတာညူမှာတားနေရောက်ရှိပါတယ်ခင်ဗျဥတာဝနဲ့ဥတာလာတဲ့ ဗကြီးကဥတာဝါကျွန်တော်အဖေကဥတာလာပါတားနှစ်ယောက်လုံးကိုအင်္ဂလိပ်အင်္ဂလိပ်ကျောင်းမှာထားနှစ်ယောက်လုံး FAR ကျွန်တော်အဖေဥတာလာကရန်ကုန်အတွင်းဝင်များယုံကြည်မှဆေးရဲလို့ဗကြီးဥတာဝါကတော့အိန္ဒိယပြည်ကလကတာယူနီဘာစီတီမှာ BA သင်ချင်တယ်ဆိုလို့ကျွန်တော်အဖိုးကတနခိုင်လုံသူဖြစ်တဲ့အတွက်တားအလိုလိုက်ပြီးဘင်္ဂလားကိုလွတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဗကြီးကဟိုလုံးကလေးကနိုင်ငံရေးဝါသနာပါတာမို့လို့ စာအုပ်တွေတိတ်တိတ်ဆိတ်မာမာပြီးဖတ်လေရှိတယ်လို့အဖေကပြောဥပါတယ်။မင်္ဂလာရောက်သွားတော့လဲစာကောင်းကောင်းမတင်ပဲအိန္ဒိယပြည်ကနိုင်ငံရေးသမားကြီးတွေနဲ့ပေါင်းပြီးဟိုဖွဲ့တဲ့ပါဒီအသင်းထဲပါနဲ့အဘိုးကိုတော်တော်ဒုက္ခပေးတယ်ခင်ဗျာ။အဘိုးကလည်းဒီကနေပြီးတော်တော်ဆူပါတယ်ခင်ဗျာ။နောက်ဆုံးကြတော့နောက်ဆုံးကြတော့ကြောင်လဲမနေအဘိုးရဲ့အထောက်ပံ့ကိုလည်းမယူတော့ပဲ။ လယ်ပြည်မှာသူ့ဘာသာသူထင်ရတွေရှောက်လို့နေတယ်ခမအိန္ဒိယပြည်မှာအဲ့ဒီအခါတုန်းကတိုင်းပြည်လွတ်လပ်ရေးလိုချင်တဲ့အတွက်အကြမ်းကြီးနဲ့အလုပ်လုပ်ကြတဲ့ခေတ်ကိုဗျတရခန်ဘရင်ခန်တို့အရေးပိုင်တို့ပလိတ်မီကြီးတို့ဆိုတဲ့ဘီရိုကရက်အရာရှိတွေကပြည်သူရဲ့ရန်သူပဲဆိုပြီးတိတ်တဆိတ်ချောင်းတက်ပြတဲ့စနစ်ပေါ်ခမျှ သူတို့အထင်ကမျက်နှာဖြူအမှုထမ်းတွေကိုခဏခဏတက်ပင်းရင်သူတို့နေရာမှာနောက်ထပ်လူမရနိုင်ပဲစိတ်ညစ်ပြီးဗြိတိရှအစိုးရကလွတ်လည်ရေးပေးပစ်လိုက်မယ်လို့မျှော်လင့်တယ်ဆိုထင်ပါရဲ့အဲ့လိုအသင်းဖွဲ့တွေထဲမှာကျွန်တော်ဗာကြီးလည်းပါနေတယ်လို့ဗြိတိရှအစိုးရကမတင်ကားဘူးဆိုထင်ပါရဲ့တို့တော့ကျွန်တော်ဗာကြီးနဲ့ပတ်သက်လို့တရားစွဲလောက်တဲ့တသက်ခံအထောက်အထားလည်းမရှိဘူးတဲ့ခင်ဗျာ အဘိုးကြီးကပတ်စံမရတဲ့နောက်ဘာကြီးကအလုတ်တိုက်တထိုင်းမှာဆရေးဝင်လုံချင်းဖြင့်အင်္ဂလိပ်အစိုးရမြင်နိုင်လောက်အောင်နေရာနေထိုင်ရေးအတွက်အလုတ်အကင်တစ်ခုပြထားပါတယ်ခင်ဗျာဒီလိုနဲ့3-4နှစ်လောက်ကြာတော့ဗြိတိရှားအစိုးရကဘာကြီးကိုဘင်္ဂလားနယ်မှာစစ်မချနိုင်ဘူးဆိုပြီးမြန်မာပြည်ပြန်ပို့လိုက်ပါတယ်ခင်ဗျာဒီရောက်တော့ဗာများလုတ်သေးတယ်လေမောင်ကန်ကောင်းကြီးဒီဒီရောက်တော့အသက်အမခံကုမ္ပဏီတခုမှကိုယ်စားလှယ်ဝင်လောက်တယ်ခင်ဗျာ ကျွန်တော်ထင်တော့အလုတ်တစ်ခုခုပြနိုင်အောင်သာလုပ်ရတယ်သူ့မှာငွေကြီးတော်တော်ပါလာခဲ့ရန်တူပါတယ်။ဒါကြောင့်လဲဆိုတော့အဘိုးဆုံးပြီးတဲ့နောက်ရရှိလာတဲ့လင်းမြေအမွေများနဲ့အတော်အတန်လောက်ရောင်းယုံတဲ့အင်းစိမ်မှာကိုစီဗီလာခေါ်တဲ့ဘူအိမ်ကြီးတစ်လုံးဝယ်ပြီးတခန်းတခါနေထိုင်နိုင်တဲ့အခြေအနေရှိတယ်ခင်ဗျ။သူ့ရဲ့အသက်ပေါင်ကိုစလေအလုတ်ဟာလဲဒလောက်ဝင်ဝင်များဟန်မတူပါဘူး။ဒါပေမဲ့မတော်ကားနဲ့အစီကံ၂ရောက်၃ရောက်နဲ့မာလီနဲ့ဒရန်ဝမ်နဲ့တော်တော်ဟန်ဟန်ပန်ပန်နေထိုင်နိုင်တယ်ခင်ဗျ။ ိမ်တော်မရှိဘူးပေါ့မရှိပါဘူးခင်ဗျာလူလူကြီးပါပဲဒါပေမဲ့ကျွန်တော်တို့သူ့အိမ်မှာကျွန်တော်ကိုတော့သူ့အိမ်မှာခေါ်ရပြီးသူကပဲပညာသင်ပေးပါတယ်ခင်ဗျာအပေါင်းအသင်းတွေရောရှိလားကျွန်တော်ဖကြီးကလူဆန်းကြီးတယောက်ခင်ဗျာဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ပါဘူးအဖေအိမ်ကိုတော့တလနေလို့တစ်ခေါက်မသွားပါဘူးဖာတိပါတာနေတတ်တဲ့ဝါသနာရှိတယ်ခင်ဗျာတနေ့လုံးပက်လက်ကလက်ထိုင်ပေါ်ထိုင်ပြီးနိုင်ငံရေးစာအုပ်တွေနဲ့အိန္ဒိယပြည်ရာသတင်းစာတွေကြီးဖတ်နေတာပါပဲ။ တနေ့တော့ဖာကြီးနဲ့ကျွန်တော်နဲ့နေ့လယ်လဖက်ရေတောက်နေကြတော့ postman ကစတဲ့ဆောင်လာပြီးတယ်ခင်ဗျဘသူစီကမှစတဲ့ဆောင်တလေမရခဲ့ဘူးလေတော့ကျွန်တော်ကတော့ NOB လမ်းကြည့်လိုက်ရမှာလက်နေဆက်နဲ့လိမ့်စာတက်ပြီးတစိုက်ကောင်းတော်တော်များများကတ်ထားတာကိုတွေ့ရပါတယ်ဖာကြီးကထုံးစံအတိုင်းနဖူးရေတင်းပြီးစာအိတ်ကိုဖောက်လိုက်တဲ့အခါတောက်တောက်တောက်ဆိုပြီးစပွဲပေါ်တစ်စီကလေးတွေကြာလာပါတယ်ခင်ဗျတိတိကျကျကြည့်လိုက်တော့ဩစာစီကလေး၃စီခင်ဗျ ဘသူကဘာလို့ပေါ်ဩဇာသုံးစီပို့လိုက်ရပါတလဲလဲလို့ကြီးချင်းတလူလူဖြစ်လာပြီးဖာကြီးမျက်နှာကိုလမ်းကြည့်လိုက်တော့ချက်ချင်းပဲကြီးချင်းစိတ်ပျောက်သွားပါလေခင်ဗျာဘာကြောင့်လဲဆိုတော့ဖာကြီးမျက်နှာဖြူပက်ဖြူအောင်ဖြစ်သွားပြီးနဖူးမှချွေးဥကလေးတွေစီလို့လက်ကလည်းတဆက်ဆက်တုံနေတယ်ခင်ဗျကျွန်တော်ကအန်အော်ပြီးငေးကြည့်နေတော့မှသူ့ဘက်ဆက်ကဘာပြောလဲဆိုတော့လဲလုံးနဲ့ပြီးချင်းနှင်းမိဆိုတာမျိုးလို့ဖြစ်နေပြီပေါ့လို့ပြောတယ်ခင်ဗျ ကျွန်တော်ကဘာလဲလို့ဗာကြည့်လို့မိတော့တင်မင်းတမန်ပေါ့ကွယ်တဲ့ပြောပြောဆိုဆိုနဲ့လက်ဖက်ရည်တောင်ကောင်မတောက်တော့ပဲစပွဲကထထသွားပါတယ်ခင်ဗျကျွန်တော်ကစာအုပ်ကိုကောက်ယူကြည့်လိုက်တော့ဘုံပိုင်တစိ့ပါတယ်အထဲမှာတော့ဘာစာရွက်မှမပါပဲအတွင်းဘက်မှာမီနီနဲ့ SSS ဆိုပြီးတော့အင်္ဂလိပ်အက္ခရာ၃လုံးထဲမှာအစုံကအာမင်နိတ်အက္ခရာတက်ထားတာကိုတွေ့ရတယ်ခင်ဗျဒီလောက်နဲ့ဘာကြောင့်ဒီလောက်ကြောက်ရတယ်မပြောတတ်ပါဘူး ဒါနဲ့ကျွန်တော်လဲစပွဲကထပြီးအင်ပေါ်တက်လာတော့လေကားမှာဗာကြီးနဲ့တွေ့ရခင်ဗျသူ့လက်ထဲမှာကက်ရှီယာများငွေထက်တဲ့တန်မဏိတက်တာအနက်ကလေးတစ်လုံးကင်လို့ဗျကျွန်တော်မြင်တော့ဗာပြောလဲဆိုတော့ဒင်းတို့တက်နိုင်တဲ့နီးနဲ့ကင်ကြည့်ကင်ချဈမ်းပါစေပေးကိုမပေးဘူးကွာတဲ့အဲ့လိုပြောရခင်ဗျနောက်ပြီးတော့ပြောပြောစစ်စစ်နဲ့မိဖို့ခန်းထဲဝင်ကျွန်တော်လဲတိချင်တာနဲ့နောက်ကတိတ်တိတ်လေးလိုက်ပြီးချောင်းကြည့်တော့ဗာကြီးကမိဖို့မှာမိမွေးပြီး တန်တစ်တာကလေးတွေကစာရွက်တွေကိုမိနေရှို့တစ်တာကလေးအပုံမှာတော့အဖုံးမှာတော့အတွင်းဘက်က SSS ဆိုတဲ့အင်္ဂလိပ်အက္ခရာသုံးလုံးကိုမြင်ရတယ်ဗျအာမင်နိတ်အက္ခရာတော့မပါပါဘူးမီးရှို့ပြီးလို့ကျွန်တော်ကပြာကြီးပြာရာပြေးထွက်ပြေးလာရမှာဘာကြီးကကျွန်တော်ထိုင်နေတဲ့အခန်းထဲကိုဝင်လိုက်ပြီးငါတူမန်ကောင်ကောင်နဲ့ကျွန်တော်ကခမားလို့ကျွန်တော်ကထူတော့ငါတင်ငါအမွေကိုမင်းဖေရမယ်မင်းဖေသေးပြီးမင်းပဲဆက်ခံရမယ်မဟုတ်လားဆိုတော့ ကျွန်တော်ကတည်ခြင်းတရားဆိုတာမျိုးကမရေရာမှုလို့ရှင်းနောက်အတိအကျမပြောနိုင်ပါဘူးလို့ပြန်ပြောပါတယ်ဒီတော့ဘာကြီးကအေးလေကွယ်ဒါကတော့ဟုတ်တာပေါ့သို့တော်မင်းကကျင်ညစ်တာမို့လို့ငါအမွေကိုအဆက်ဆက်ဆက်ခံရလို့ရှိရင်အေးအေးလူလူခံစားနိုင်ရင်လည်းခံစားပေါ့တဲ့ဒါမှမဟုတ်မင်းစိတ်ထဲမှာမုန်းနေဆိုတဲ့လူတဲ့လူလက်ထဲပေးပြလိုက်ဟေးကိုင်းတိုင်ပါပဲဒါပါပဲငါတူတဲ့အဲ့လိုပြောပြီးဝီစကီတပလင်းဝယ်ခိုင်းဆိုတာပလင်းတွေနဲ့တစ်ခွက်ပြီးတစ်ခွက်တောက်နေတော့တာပါပဲခင်ဗျာ ဒီရင်ကောမတောက်ဘူးလားတောက်တဲ့အခါနည်းနည်းပပတောက်ပါတယ်အဲ့နေရာစပြီးတော့ဘာကြီးတောက်လိုက်တာမိုးလင်းတယ်လို့မရှိတော့ပါဘူးခင်ဗျာနည်းနည်းမူးတာနဲ့ညံ့များကြီးမူးတာနဲ့ဒီလောက်တာချားပါတယ်တထိုင်နဲ့ထိုင်တောက်နေရလားဒီလိုတော့မဟုတ်ပါဘူးခင်ဗျာတော်တော်မူလာပြီးဆိုမှဖြင့်သူလိုင်စင်ရထားတဲ့နှလုံးပြူတနက်ကြီးကင်ထက်ပြီးညအချိန်ထဲမှာဝင်းတယ်ပပက်လှဲလျှောက်ပြီးတော့ပတ်တူကြောက်ရမှာလဲကွာတတိ တတိရှိဒါဇန်กว่าဘာกว่าညာกว่าနဲ့ဒဇက်ကတွတ်တွတ်อยู่ရင်ဝင်းချံဘေးတောင်မှာကင်းဆောင်ကင်းဆောင်တယ်လို့လက်ပြီးရှောက်သွားနေတယ်ခင်ဗျပြီးတော့ကင်းဆောင်ချင်းလဲစောက်တတ်တယ်ခင်ဗျအဲ့လိုလုံးနေတဲ့အတွင်းမှာသူ့ဟာသူလန့်လာတဲ့လက္ခဏာနဲ့အိမ်ထဲပြန်ဝင်ပြေးလာပြီးတကားတွေပိတ်ခိုင်း ဝင်းပေါက်မှာဒရဝံစောက်ခိုင်းသူ့အခန်းထဲသူဝင်ပဒင်းပေါက်တွေပိတ်ဖြက်ဖြက်လူအောင်တုံလုံးချင်းတုံလုံးလာပါရယ်ခင်ဗျမောင်ရဲ့အဖေကိုမတိုင်ပြန်ဘူးတာကျွန်တော်တခါတလေရောက်တဲ့အခါပြောပါတယ်ဒါပေမဲ့သူတို့ညီအကိုကတဲပြီးချင်းချင်းနာနာရှိပုံမရဘူးခင်ဗျမင်းပါကြီးကကလဲပြီးမှဘာတွေလုပ်ခဲ့လဲမှမသိပဲကွာလို့ခက်အေးအေးပြန်ပြောပါတယ်တူတူပြောရရင်တော့ဗျာတညမှာတော့ဘာကြီးကသူ့ထုံးစံအတိုင်းတနက်ကြီးကင်ပြီး ဝင်းပပတ်လေကျင်းမောင်းနေရာကဒရန်ဝင်နဲ့မာလီကလာကိုခေါ်ပြီးရှောက်ရှာတော့ဝင်းရှိကရင်မြောင်းထဲမှာမောက်တဲ့ကြီးတည်နေတယ်ခင်ဗျရေကလေးကလည်းတဒေါင်လောက်ရဲ့သူ့ကမှဒညာဆိုလို့ဘာမှလည်းရှာမတွေ့ဘူးခင်ဗျပလိတ်ကဘလို့ယူဆတယ်လဲသူ့ဟာသူတတ်သေးတယ်လို့တော့ဆိုချပါရယ်ခင်ဗျာကောင်းပြီစစ်ပောင်းစစ်ပြောပါဦးဘာကြီးတည်ပြီးတဲ့နောက်ကျွန်တော်အဖေဦးတာလာကသူ့အမွေရလေတော့ သူ့မှာအိုးပိုင်အိမ်ပိုင်ယာပိုင်လည်းမရှိတာနဲ့အင်းစင်ကဘာကြီးရဲ့အိမ်မှာရွေ့နေပြီးဘန်ကဘန်လိုက်ကငွေတွေလည်းဆက်ခံရတယ်ခင်ဗျ။ငွေဘလောက်များတယ်လဲ။မနေဘူးခင်ဗျ၃000ကျော်တယ်။ဘာကြီးဥတာဝါဟိုစာရတာနဲ့တည်တာနဲ့ကဘလောက်အချိန်ကွာတယ်လဲမောင်ကန်ကောင်းရဲ့။တလတိတိပဲခင်ဗျ။ မလ9ရက်နေ့မှာစာရတယ် April လ9ရက်နေ့မှာတည်ပါတယ်ခင်ဗျာကျွန်တော်အဖေကကျွန်တော်အဖေကအင်းစိန်အင်ကြီးကိုပြောင်းပြီးတဲ့နောက်အပေါ်တက်ကအထက်ခိုးကလေးပေါ်တက်ကြည့်တော့ကျွန်တော်မြင်ဘူးတဲ့တန်တစ်တာလေးကိုပြီးလို့တလုံးထဲမှာတွေ့တယ်ခင်ဗျာအဖုံးမှာအတွင်းက SSS ဆိုတဲ့စလုံးတွေလည်းပါတယ်တက်တစ်တာအောက်ခံမှာတော့မှတ်တမ်းစုများနဲ့စာများလို့လက်နှိပ်ဆက်နဲ့နှိပ်ပြီးတော့ကတ်ထားတယ် တစ်တာထဲမှာဆာရက်ဆာရန်တွေကတော့ဘာကြီးကမိရှုပ်ပြစ်ခဲ့လို့မရှိတော့ပါဘူးခင်ဗျာဗီဒီယိုထဲမှာတခြားဟာဘာရောရှိတယ်လဲမောင်ကန်ကောင်းရင်တရင်စာတွေကဖြတ်ပြီးစာအုပ်အလွတ်မှာကတ်ထားတဲ့မဆုစာအုပ်ကြီးတအုပ်တော့တွေ့တယ်ခင်ဗျာဖတ်ကြည့်ဘူးသလားဘင်္ဂလားနယ်မှာနိုင်ငံရေးအသင်းတွေနဲ့ပတ်သက်လို့အစိုးရကအရေးကြီးပုံသတင်းတွေပါတယ်။ဟိုနယ်ဒီနယ်မှာအစိုးရအရာရှိတွေအသက်ခံရတဲ့သတင်းမျိုးတွေလည်းပါတယ်ခင်ဗျ။ ။အဲဒါနဲ့အဖေတို့အမေတို့ရွှေ့လာပြီးတဲ့နောက်တစ်နှစ်လောက်အတွင်းမှာတော့ဘာမှမဖြစ်ပါဘူး။အဖေကအင်းစိန်ကပဲအလုံးမမန်တက်ပါတယ်။နောက်တော့အမေဆုံးတာနဲ့ဘာကြောင့်ဆုံးတာလဲ။မီးရက်ပါခင်ဗျ။အဖေအဲရန်ကုန်စီအောင်ကြီးမှာဆုံးပါတယ်ဆုံးပြီးတဲ့နောက်မှာတော့အဖေကအလိုလိုချင်တဲ့စိတ်မရှိဘူးဆိုပြီးခွင့်ရက်ရှိယူထားပါတယ်ခင်ဗျာတနေ့ကျွတ်ဘလောက်ကြာတယ်လဲ တနည်းကျော်လောက်ပဲခင်ဗျခွင့်ယူထားတဲ့အတော်တွင်းမှာကျွန်တော်တို့သားအဖာရှီကုံဖခင်ကပြန်လာပြီးလက်ဖက်ရည်တောင်းနေကြလုံးစာပုတ်တမားရောက်လာပြီးအဖေကိုစာသုံးဆောင်ပြီးသွားတဲ့အ ਨੇ တဆောင်သောစာကိုခွင့်လိုက်တဲ့အခါမှာဩစာစီသုံးစီထွက်လာပါတယ်ခင်ဗျအထက်မှာစာရွက်တစ်ရွက်လည်းပါတယ်စာရွက်ထဲမှာလက်နှိပ်ဆက်နဲ့အင်္ဂလိပ်လိုရေးထားတာကတော့မတ်စုတွေကိုကိုယ့်ကိုယ်ပင်အကောင့်ထဲမှာထည့်ထားလိုက်ပါတယ်ခင်ဗျ ျွန်တော်ကတော့ဂျုံဘူးလို့ကြောက်လာပြီးအဖေကတော့တော်တော်ကောင်းပါတယ်ဘေးကမဆုတွေကိုဖင်မထားရမှာတယ်လေတဲ့။ဘာလဲညာလဲနဲ့ဖတ်မှမခန့်လုံနေတယ်ခင်ဗျ။ကျွန်တော်တို့ဝင်းကားနားမှာကုတ်ကုတ်ပြင်းချင်းရှိတယ်။ပခုံးစီလောက်မှာအခေါင်းကြီးတစ်လုံးရှိပါတယ်လို့ပြောပြတာတော့မလုတ်တစ်လုံးလုံနေတယ်ခင်ဗျ။စားကြီးကဘယ်မျိုးကနေထက်တဲ့စားကြီးလဲ။တစိုက်ကောင်းပေါ်မှာကြိလိုက်မိသေးလား။ကြိလိုက်ပါတယ်ခင်ဗျ။ကလကတာစားလိုက်တစိုက်ပါပါတယ်။ဥဒဝါရရတဲ့စာမှာတော့ကဘုံပိုင်မျိုးဆိုမဟုတ်လား။ ဟုတ်ပါတယ်ခင်ဗျဒါနဲ့ကျွန်တော်ကစိတ်ပူလို့အဖေကိုပလိတ်တိုင်ဖို့တိုက်တွန်းတော့မလုပ်ပါနဲ့ကွာတဲ့လူပြောင်လူနောက်ကငါ့ကိုကြည်စေတိုင်းပလိတ်သွားတိုင်းလို့လူကြီးစရာဖြစ်ကုန်ပါလိမ့်မယ်လို့ပြောတယ်ခင်ဗျဘယ်လိုပြောပြောအဖေကလက်မခံဘူးခင်ဗျနောက်၃ရက်လောက်အကြာမှာသူ့အကိုဝမ်းဝမ်းတဝမ်းခွဲတော်တဲ့ရွှေဘုံနယ်ဝက်လက်မြို့အုတ်မင်းကသူ့သမီးမင်္ဂလာဆောင်အတွက်အဖေကိုဖိတ်လေတော့အဖေသွားရတယ်ခင်ဗျ ကျွန်တော်ကလည်းအင်္ဂါခေါင်ရင်ဘယ်နေရာသွားသွားအနေနဲ့ဝေးတာပဲလို့အောင်းမိပြီးသူသွားတဲ့အတွက်ဝမ်းသာမိပါတယ်။ဟိုရောက်လို့နေရလောက်ရှိသေးမြို့အုံမင်းစီကကြီးနေရပါတယ်ခင်ဗျာ။ကျွန်တော်အပြေအားတခွတ်တော်ရွာမှာစားရင်းနဲ့လိမ့်ချပြီးတော့တည်ချပါတယ်ခင်ဗျာ။ဒါနဲ့ကျွန်တော်ဆက်ချင်းလိုက်သွားပါတယ်။အဖြစ်အပျက်ကိုစုံစမ်းတော့ဝက်လက်မြို့အုံမင်းကတခွတ်တော်ရွာမှာဆက်စားချက်တမားရီယာစားကူချက်ကြတယ်လို့သတင်းရတဲ့အတွက်သွားကြည့်ရမှာအဖြစ်လဲလိုက်သွားတယ်ဆိုရယ်ခင်ဗျာ။ တကြီးအိမ်မှာတဲခုံကြီးညမှာစာဟောပြောပွဲတစ်ခုကိုအဖေတယောက်တည်းသွားပြီးနားထောင်ပါတယ်။အညာစာဟောပြောပွဲကိုနားထောင်ချင်လာတယ်လို့အဖေကခဏခဏပြောမှုပါတယ်။စာဟောပြောပွဲကအပြန်လမ်းမှာ စာရည်တွင်နဲ့ကြပြီးတရားချလာပါပဲခင်ဗျာ။မြို့မင်းကိုယ်တိုင်ကတော့စာရည်တွင်ဆိုတာမြို့ဟာအခါရံမရှိလေတော့မတော်တဆချော်ချလို့တည်ရှာတယ်လို့ထင်ပါတယ်။ကျွန်တော်ကတော့ဒီလိုမထင်ဘူးခင်ဗျ။ဟိုစာချောင်းမယ်လို့ထင်မိတာပါပဲ။ ဟုတ်ကဲ့ထင်စရာပဲမောင်ရဲ့အခိုင်စူဆန်းပါအဖေတည်ပြီးတဲ့နောက်ပစ္စည်းရောအင်ဂျီရောကျွန်တော်ကဆက်ခံပြီးတနည်းကျော်လောက်စူးမညိခလုံးမထီနေထိုင်ရတာမို့လို့နေပါဦးမောင်စိတ်ထဲမှာဒီအင်အတွက်စနောက်စနေမရှိဘူးလားကျွန်တော်ကတော့အင်ချောင်းရဲ့လို့တော့မထင်ဘူးခင်ဗျဒါကြီးပြောခဲ့မှုတဲ့စကားကိုတတိယလို့ခင်မာပဲနေနေသူ့အမွေဆက်ခံရင်အနောက်ရှယ်မျိုးမျိုးတွေ့ရလိမ့်မယ်လို့တော့ထင်ပါတယ်ဒါပေမဲ့3-5000တန်တဲ့အမွေကိုလှုပ်ပြပွားလဲခက်ပါတယ်ခင်ဗျာ ဒါလည်းဟုတ်တာပဲ gain ဆက်ပါအောင်တနည်းတည်းတနည်းတည်းအနေနဲ့မရှိပဲနေထိုင်ခရရတာမို့လို့စိတ်ချရတော့မလို့လို့ထင်နေတော့မှမနေ့ကတော့ဟော်ဒီစာရေးရောက်လာပါတယ်ခင်ဗျာမောင်ကန်ကောင်းဒီအင်ချီအိတ်ထဲမှာစာရေးတလုံးကိုထုတ်ရေးဦးဆန်ရှာ၏လက်တို့အပ်လိုက်ရာဦးဆန်ရှာကဖွင့်ချလိုက်တဲ့အခါတွင်ဩစာစီ၃စီနှင့်စက်ကူတွေ့ရကိုတွေ့ရလေသည်စက်ကူပေါ်၌လက်နှစ်ဆက်နှင့်ရိုက်ထားသည့်အောက်ပါထိပ်ပဲရှိသောစာချောင်းကိုတွေ့ချရလေ၏ မတ်စုတွေကိုကုတ်ကိုပင်အကောင့်ထဲမှာထည့်ထားလိုက်ပါ SSS ဥဆန်ရှားသည့်တစိုက်ကောင်းပေါ်တွင်စာလိုက်ကရိုက်နှိပ်ထားသော အမှတ်သားကိုကြည့်ပါသည်ရန်ကုန်စာလိုက်ကြီးဟူသောအမှတ်တစိုက်ကိုတွေ့သည်နှင့်တပြိုင်တည်းထိတ်လန့်သောမျက်နှာထားဖြစ်ပေါ်လာ၍ဒီစာရပြီးမှမလုပ်တယ်လဲဘာမှမလုပ်ရသေးပါဘူးခင်ဗျာဟမ်ခုတော့ဘာမှမလုပ်ရသေးဘူးလားထွဲကောင်မောင်ကန်ကောင်းသည်ဘူကီကိုလက်ဖြစ်ဖွာလဲ့ ကျွန်တော်ပြဘာမှမကြံတတ်အောင်ဖြစ်ပြီးဘာမှမလုပ်တတ်ပါဘူးခင်ဗျာဥရိုစီလာတာတောင်မှဒေါ်တန်းလှိုင်က ပြောလို့လမ်းမိတာပါသူ့ယောက်ျားပြောက်သွားလို့ဥကရှာပေးဘူးတဲ့ဒေါ်တန်းလှိုင်လीတဲကွာကြလာပဲခုလက်ဒီဘာမှမလုပ်ရသေးဘူးတဲ့ခက်လိုက်တာမောင်ရင်ဟာမြေမြေလုံရင်လို့မလုံရင်အသက်ဆုံးရမယ့်ကိစ္စမျိုးမောင်ရင်ရဲ့ပလိတ်ကိုတော့ကျွန်တော်တိုင်ထားပါတယ်ခင်ဗျာအော်ဟုတ်လားနေပါဦးဗားတဲ့လေသူတို့ကသိမ့်မြုံချအောင်ခင်ဗျာ လူနောက်တယောက်ယောက်က6တယ်လို့တော့သူတို့ယူဆကြပါတယ်။မောင်ရဲ့ဖေနဲ့ဗာကြီးကိစ္စတုန်းကကောကျွန်တော်ကပြောပါပြောပြပါတယ်။ဒါပေမဲ့ထန်းသီးကျွေခိုက်ကြီးနှိခိုက်ဆိုတာမျိုးဖြစ်တာပါတဲ့။စာရေးပို့တဲ့လူရဲ့လက်ချက်မဟုတ်ပါဘူးတဲ့ခင်ဗျာ။ထရန်တာဥဆန်ရှားသည်ဇပွဲကိုလက်သီးနှင်ထူလျက်တိတ်ခွာကြတဲ့လူစုပဲကိုအံ့ဩပါရဲ့ဗျာ။ထွေကမောင်ကန်ကောင်းကကျွန်တော်အိမ်မှာတော့ပလိတ်တယောက်စောင့်ရှောက်ဖို့လွတ်ထားတယ်ခင်ဗျဟုတ်လား ဇာခုကောသူလိုက်လာတာမလိုက်လာပါဘူးခင်ဗျသူအမေကအိမ်မှာစောင့်ကြည့်ပူတာဖြစ်တယ်လေခင်ဗျဥဆန်ရှာလဲစပွဲကိုလက်သီးနှင်ထုပြန်သည်ဒီလိုဆိုကျုပ်စီကိုဘာလို့မလာတယ်လဲဘာကြောင့်ချက်ချင်းပြေးမလာတယ်လဲမသိလို့ပါခင်ဗျာဒီကနေ့ညနေခါမှဒေါ်သိန်းလိုက်နဲ့တွေ့လို့စကားဆက်မိပြီးဦးအချောင်းကိုချားဟပူပါတယ်ကြာကြာချင်းပြေးလာတာပါပဲမနေ့ကရတဲ့စာဆိုတော့မောက်လက်ထဲမှာနေရလုံးလုံးရှိနေပြီလှုပ်တင်တာကစာရောက်ရောက်ချင်းလှုပ်တင်တာမောင်ရဲ့ ဒီပြင်ကဘာများပြောဖို့ရှိသေးတယ်လဲထရဂါမောင်ကန်ကောင်းဒီအင်ဂျီအိတ်ထဲသို့နိုင်ရေပြတာတာအယောင်ရှိသောစာရွက်တွေကိုထုတ်ကာဥဆန်ရှာလက်သို့လမ်းလိုက်လမ်းပင်းရင်တခုကလေးပြောစရာကြံပါသေးတယ်ဟိုနေ့ကမိဖို့ထဲမှာဘာကြီးမီးရှို့ပြည့်တဲ့စာရွက်တရားဟော်ဒီစာရွက်မျိုးတွေပါပဲပြားထဲမှာစက္ကူအစွန်အစကလေးတွေကျန်တာနဲ့ကိုကျွန်တော်ကဒီစက္ကူရွက်နဲ့ရှင်းကြည့်လို့သိရပါတယ်ဒီစာရွက်ကိုဘယ်ကတွေ့ရလဲ ိုနေရပါကြီးမီရှို့တော့မီးဖို့တဲကလွန့်သွားတဲ့ထင်းမရဲ့မီးဖို့တဲကပဲကျွန်တော်တွေ့ရပါတယ်လက်ရည်ကတော့ဘာကြီးရဲ့လက်ရည်ပါခင်ဗျာဦးဆန်ရှားသည်စက်ကူရက်ကိုမီးအောင်နေတေချာစွာကြည့်၍ကျွန်တော်လည်းသူ၏ပခုံးထက်မှချောင်းကြည့်လိုက်သည်စက်ကူရက်မှာစောင်းတအုံးမှဆုပ်ယူထားဟန်တူ၍ထိတ်၌1908ခုနှစ်မတ်လဟူ၍အင်္ဂလိပ်လိုပါရှိရာ အောက်တွင်မူအောက်ပါအမတ်သားများရေးသားထားသည်ကိုတွေ့ကြရသည် တရက်နေ့နေရာဟောင်းတွင်စီဝေးချသည် နေရက်နေ့ မဲချသူများအားအလုတောင်းဝင်ပေးကြသည်9ရက်နေ့ချက်တာကြီးသည် IGP ကိုတုတ်တင်ရန်တာဝန်ကျတော်လဲတိန်ဆောင်နေရေးတတိပေးရသည်9ရက်နေ့ဗနာကြီးကကော်လိုက်တော်ကိုတုတ်တင်လိုက်သည်10ရက်နေ့ချက်တာကြီးတို့ဩစာ30စေပို့၍ဝန်ရင်ပေးရသည်17ရက်နေ့ချက်တာကြီးဝတ္တရားပြည့်၍တုတ်တင်လိုက်ကြသည်12ရက်နေ့ မူကာကြီးမှာတချို့ထင်၍စုံစမ်းကြသည်15ရက်နေ့မူကာကြီးပြောက်သွားသည်16ရက်နေ့မူကာကြီးဘုံပိုင်ရောက်နေကြောင်းတထင်ရသည်ဦးဆန်ရှားသည်ဆောင်ရွက်ကိုမန်ကန်ကောင်းလက်သို့ပြန်အပ်လိုက်ပြီးနောက်ကိုင်းမန်ကန်ကောင်းရေမြန်မြန်ကြီးအလုလုံမှဖြစ်မယ်နော်ဒီဖြစ်ပြက်နဲ့ပတ်သက်လို့မောင်ကိုရှင်းလင်းပြောပြနေဖို့တော့အချိန်မရှိဘူးအခုချက်ချင်းအိမ်ပြန်သွားပြီးအလုလုံမှဖြစ်မယ်ဘာလို့ရမှလဲခင်ဗျာ မောင်လို့ဖို့အလုပ်တစ်ခုပဲရှိတယ်ချက်ချင်းလုပ်မှလည်းဖြစ်မယ်ဒီစာရွက်ကိုမောင်ပါကြီးရဲ့တမနိတတာကလေးထဲမှာထက်ဒီစာရွက်မှာတပါအချားမတ်မတ်တမ်းမဆုဆို၍တစ်ခုမှမရှိချာပါကြီးဥတာဝကိုယ်တိုင်မီးရှို့ပြည့်ခဲ့ကြောင်းစာတစောင်းရေးပြီးအဲ့ဒီတတာထဲမှာထက်မောင်အင်ရှိရာကုတ်ကိုပင်အခေါင်းကြီးထဲမှာတတာကိုထားနားလေလားနားလေပါလေခင်ဗျာသူတို့ကိုဖမ်းဖို့စီးဖို့လက်စားချေဖို့တွေစိတ်မကူးနဲ့အောင်အဲ့ဒါကြီးကြောက်တောင်းဝင်ထားလိုက် သူတို့အလုပ်လုပ်နေအလုပ်လုပ်နေရလဲကြားလာပြီကျုပ်တို့ကအခုမှစပြီးစီစဉ်ရမှရှိသေးတယ်ရှေးဦးစွာရေးကြည့်တာကကိုစီလာမဲ့အနေရကိုကာကွယ်ရမယ်ဒီနောက်မှာသူတို့စီရအောင်ချီအားခံပြီးဥပဒေအကူအညီနဲ့အပြစ်ဒဏ်ပေးနိုင်အောင်ကြိုးစားကြရမယ်နားလေလားကောင်းလာပါပြီဥစဉ်ရှာခင်ဗျာဦးနဲ့တွေ့ရတော့မှပဲကျွန်တော်ညီနဲ့မှအပူလုံးကြီးကြသွားတယ်ဦးပြောတဲ့အတိုင်းကျွန်တော်ဆောင်ရွက်ပါမယ်စိတ်ချပါခင်ဗျာအချိန်မဆိုင်နဲ့တော့မကောင်းကောင်းချက်ချင်းလုံးတော့ လမ်းမှာလည်းသတိဝိရနဲ့သွားလိကြားလာဒါနဲ့ဘလို့ပြန်ပါလဲကျွန်တော်မိရထားနဲ့ပြန်မယ်ဦးရဲ့ဟုတ်ပြီမိရထားစီတော့ဒုတိယတန်းကမစည်းလင်နဲ့ဒီအချိန်မှာလောကရထားဒုတိယတန်းကလူရှင်းလုံးနဲ့တတိယတန်းမှာစီးသွားကြားလာကောင်းလာပါပြီခင်ဗျာဒါနဲ့ဦးကကျွန်တော်စီကိုလာနိုင်ပါသေးလားမောင်အမှုကရန်ကုန်မှာကျုပ်အလုပ်ရှိမယ်ထင်တယ်ဒါပြည့်နှက်ဖြန်တပည့်ကျွန်တော်လာပြီးကျွန်တော်လာပြီးအကြောင်းပြန်ပါဦးမယ်ခင်ဗျာ စိတ်ချပါဦးမားတဲ့အတိုင်းကျွန်တော်လုပ်ပါမယ်ထိုတော်တွင်နိုင်လေရောမိုးပါရုပ်လျှောခြင်းမရှိဘဲပြင်းထန်စွာတိုက်ခိုက်ရွာသွန်းလျက်ရှိတော်လဲကျွန်တော်တို့မှာအမှုတွင်စိတ်ဝင်စားနေသောကြောင့်လုံးဝသတိမမူကြမမူကြပဲမောင်ကံကောင်းပြန်ပြီးပြုသည်တွင်မှလေနှင့်မိုးကိုတတိယကြပါတော့သည်အခုဖပြသွားတာကတော့ဆရာကြီးရွှေဦးတော်ရေးသားထားတဲ့ဩစာ၃၀အမှုဆိုတဲ့ဥဆရာအုပ်ထုတို့တဲ့ပုဂ္ဂိုလ်ဖပြသွားတာဖြစ်ပါတယ် အခုလိုချင်းပြင်နာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲနေရှိပါတယ်။အားလုံးပဲပြီးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။